အပိုင်း1132ရဲ့အဆောက်မှာတော့ကောင်းကင်တစ်ခုလုံးကအုံဆိုင်နေပြီးပတ်ဝန်းကျင်ကလည်းမောင်းမိုက်နေခဲ့ပါတယ်။အဲအချိန်ကမ္ဘာအစိုးရကိုပုံကန်တဲ့သူတွေနဲ့အစိုးရရဲ့စစ်ပွဲတွေကပြင်းထန်နေခဲ့ပါတယ်။တယောက်ကတော့ Avenue ကိုဆက်သွယ်လာခဲ့ပြီး Saw Blue ကဒူမီတပုံတွေအရန်များနေရာကြောင့်စစ်ကူလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Goa တိုင်းမြေကနေဒဏ်ရာရနေတဲ့သူအများကြီးကိုကယ်လာရတဲ့ Avenue ကလည်းသူတို့မှာအင်အားသိမ်းမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အဲဒီအချိန်ကူမကရှေ့ကိုထွက်လာပြီးဒါကိုသူ့လုံးမယ်လို့ပြောလိုက်ပါတယ်။ ဒါကိုကြားတော့ Evan ကကူးမောင်းကိုမသွားဖို့အတွက်တားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကူးမောင်းတယောက်သူ့ရဲ့အချစ်ဆုံးဂျင်းနီကိုဖမ်းသွားကြတဲ့ကစိတ်နဲ့လူနဲ့မကက်လို့ပါ။အဲဒီတော့ကဂျင်းနီဖမ်းခံရတဲ့တဲ့ရင်က Dragon Sea ကနေတဆင့်ကူးမောင်းစီကိုရောက်လာခဲ့ပါတယ်။ Celestia Dragon တယောက်ကဂျင်းနီကိုမျက်စိကျကမရင်းချင်းမှုဖမ်းခေါ်သွားခဲ့တာပါ။သူကဂျင်းနီကိုသူ့ရဲ့မိန်းမအနေနဲ့ဖမ်းသွားခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတော့အစိုးရဘက်ကဒေါ်လန်သူတွေကိုမင်းတို့အားလုံးပွဲသိမ်းပြီလို့ပြောနေခဲ့ပါတယ်။အဲဒီအချိန်ကူးမောင်းကပေါ်လာခဲ့ပြီးဒေါ်လန်သူတွေရဲ့ဘက်ကနေကူတိုက်ခိုက်ခဲ့ပါတယ်။ ်ဂူမောင်ကဂျင်းဒီကိုမြင်ရောက်နေခဲ့ပြီးပို့ပြီးတော့တိုက်ခိုက်ပစ်ခဲ့ပါတယ်သူရဲ့လက်ဖွားကထွက်လာတဲ့အစွမ်းနဲ့ရေတပ်သားတွေကိုကျုံပေးလိုက်တာကြောင့်ခဏကြာမှပဲသူတို့ဘက်ကနေအောင်မြင်မှုကိုရသွားခဲ့ပါရီ။ဒိုင်းမီတစ်ခုလုံးကဒီအောင်မြင်မှုအတွက်အရန်ကိုဝန်တာနေခဲ့ပြီးသူတို့ကကျေနပ်နေခဲ့ပါရီ။ဒါပြင်ဒီအတွက်ကူမောင်းကိုကျေးဇူးတင်နေခဲ့ပြီးသူတို့ကပုံကံရတာအောင်မြင်သွားပြီလို့ပြောလိုက်ပြီးတော်လန်ရင်အလံကိုမြို့မှာလွှင့်ထူထားခဲ့ပါရီ။အဲဒီနောက်မှာတော့ကူမောင်းက Dragon ကိုဆက်သွယ်လိုက်ပြီးသူအရန်ပြင်ပန်းနေပြီဖြစ်တာကြောင့်အိမ်ကိုပြန်တော့မယ်လို့ပြောလိုက်ပါရီ။ အဲ့လိုနဲ့ဂျင်းနီဖန်းခန့်ရပြီးနှစ်နှစ်ကြာမှတော့ဂျင်းနီတယောက်လှီစည်းပေါ်မှာသမီးဖြစ်သူဘိုးနီကိုခေါ်ပြီးပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာကြောက်တီကနေရာနှမ်းရှိနေခဲ့ပါတယ်။ဂျင်းနီကသမီးဖြစ်သူကိုပြေးထားခဲ့ပြီးရောက်ခံနေပြီလို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့အဗန်ကတယောက်တည်းကြိတ်ဆွေးနေတဲ့ကူမစီကိုပြေးလာခဲ့ပြီးဂျင်းနီစီကနေဆက်သွယ်လာတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ကူမတယောက်အပြေးလွှားလိုက်လာခဲ့ပြီးဂျင်းနီကသူတို့ကိုဆက်သွယ်ရေးခရီးကနေတဆင်စကားပြောလာခဲ့ပါတယ်။ဂျင်းနီကအဗန်တို့ကို မြေအောင်လောကကိုသူမပြန်လာပြီလို့ပြောလိုက်ပြီးအဗန်ကဂျင်းနီကိုသူတို့ကိုစိတ်ပူအောင်လုပ်ခဲ့တာပဲလို့ပြောလိုက်ပါတယ်။ဂူမာကဂျင်းနီကိုအဆင်ပြေနေလို့ဝမ်းသာကြောင်းပြောလိုက်ချိန်ဂျင်းနီရဲ့မျက်နှာကညှိုးငယ်သွားခဲ့ပါတယ်။အဲ့နောက်ဂျင်းနီကသူမကူးထွက်လာရတာကနေမကောင်းဖြစ်ခဲ့တာကြောင့်စွန်ပြေခံလိုက်ရတာလို့ရှင်းပြလိုက်ပြီးအခုကလည်းသူမအနေနဲ့ဂူမာတို့ကိုလာနှုတ်ဆက်တာလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဂူမာတို့ရောက်တုံ့နှုတ်သွားခဲ့ပြီးဂျင်းနီကိုအခုလာခဲ့မှာမို့လို့ဘယ်မှာလဲလို့မေးလိုက်ပါတယ်။ ။ဒါပေမဲ့ဂျင်းနီကကူမောကိုမလာနဲ့တော့လို့ပြောလိုက်ပြီးသူမကတည်တော့မှလို့ပြောလိုက်ပါတယ်။ဒီစကားကကူမရဲ့ယင်ကိုကြေကွဲသွားစေခဲ့ပြီးအဗန်ကတော့ဂျင်းနီကိုအခုချက်ချင်းလာခဲ့မှာမဟုတ်လို့နေရာဝသားပြောဖို့အတွက်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကူမောကဂျင်းနီသွားနိုင်မယ့်နေရာကိုသတိရသွားပြီးပြေးထွက်သွားခဲ့ပါတယ်။ဂျင်းနီကတော့အဗန်တို့ကိုသူမရဲ့စိတ်ထားကောင်းတဲ့ကူမကိုဂယူဆိုင်ပေးဖို့အတွက်ပြောလိုက်ပြီးတည်ဆုံသွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ကူမကဖျားချောင်းကိုပြန်ရောက်လာပြီးအဖိုးဖွားတွေကိုမြင်တော့ဂျင်းနီရောလိုမိလိုက်ပါတယ်။ ဒါကြောင့်လူကြီးတွေကအထဲကိုထိုးပြလိုက်တော့ကူမောင်ကဝင်သွားကြည့်လိုက်ချင်းဂျင်းနီတယောက်ကတော့အသက်ပြောင်နေခဲ့ပါပြီ။ဒါကကူမောင်ကိုနာကျင်စေပြီးဂျင်းနီတယောက်ငငယ်တွေကသူ့အပေါ်ကိုခင်တွေ့ခဲ့တာကိုသတိရနေပါတယ်။ဒါအပြင်ဂျင်းနီကကူမောင်ကိုလက်ထပ်ဖို့ပါပြောခဲ့ပြီးသူမောင်ကတေချာလေးကယူဆိုင်ပေးမယ်လို့လည်းပြောခဲ့ပါသေးတယ်။ဒါရီကိုသတိရနေတဲ့ကူမောင်ကတော့ဂျင်းနီကိုဖတ်ထားပြီးနောင်တရရနေခဲ့ပါတယ်။ပြီးတော့သူကမျက်ရည်တွေကိုဘူးသီးလုံးလောက်ကြီးကြောင်ငုံနေခဲ့ပြီးဝမ်းနေနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကူမောင်ကခလင်းကိုတန်းချလိုက်ရပြီး ဂျင်းနီရဲ့ဘေးမှာရှိနေတဲ့ကလေးကိုမြင်သွားခဲ့ပါတယ်။လူကြီးတွေကတော့ကူးမကိုဂျင်းနီရဲ့ယောဂါကနေရောင်ထဲထိတွေ့ပြီးအရေးပြားကအကြောက်ခဲဖြစ်ပြောင်းနေသွားတာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်းနီကသူမရဲ့နောက်ဆုံးချိန်ကိုမရောက်ခင်ကလေးကိုခေါ်လာခဲ့တာလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ကူးမကဂျင်းနီကိုဘိုနီကိုသူ့ရဲ့သမီးဖြစ်ဆောင်းရှောက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ကူးမကဂျင်းနီကိုတေချာမြှုပ်နှံပေးပြီးကလေးကိုပြုစုဆောင်းရှောက်ဖို့နီလန်းနေကိုအဖိုးဖွားတွေစီကတင်ယူပါတော့တယ်။ ဒါပေမဲ့ကူမကအရန်ကိုကြီးနေပြီးခလေးလေးကဒိငင်နေတာကြောင့်ကူမကခလေးလေးကိုသူ့ရဲ့လက်ထဲမှာထည့်ပြီးနှုတ်ဘူးတိုက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အတော်လေးကိုအပေါက်လက်မတည့်ဖြစ်နေတာကြောင့်အဖွားကခလေးကိုသူ့ကိုပေးဖို့အတွက်ပြောလိုက်ပါတယ်။တယောက်ကတော့ကူမကိုညာအိတ်လို့ရှိရင်ခလေးကိုတန်လောင်ရင်ထဲမှာထည့်သိမ်းဖို့အတွက်အကြံပေးလိုက်ပြီးမဟုတ်ရင်မင်းရဲ့ခန္ဓာကိုယ်နဲ့ထိမိလိုက်မယ်လို့ပြောလိုက်ပါတယ်။ကူမကတော့အားလုံးကိုတေချာနားထောင်နေခဲ့ပြီးခဏကြာမှတော့သူကခလေးကိုနှုတ်ဘူးတေချာတိုက်နိုင်သွားခဲ့ပါတယ်။ ဘူနီကတော့နိုဘူးကိုအငမ်းမရတောက်နေခဲ့ပြီးအားလုံးကလည်းဒါကိုကြည့်ကကြင်နဲ့နေခဲ့ပါလိမ့်။တယောက်ကတော့ဘူနီကိုကြည့်ပြီးသူမကအတော်လေးစားနိုင်တာပဲလို့ပြောလိုက်ပြီးဂျင်းနီလိုပဲအစားပုတ်လေးဖြစ်လာနိုင်တယ်လို့ပြောလိုက်ပါလိမ့်။ဒါကိုကြတော့ကူမကအရန်ကိုကြင်နဲ့နေခဲ့ပါလိမ့်။သူကဂျင်းနီငငယ်ကအရန်အစားပုတ်ခဲ့တာကိုသတိရသွားပြီးပြုံးနေခဲ့တာပါ။ဒါပေမဲ့သူတစ်ချက်လေးသတိလွတ်သွားချိန်မှာပဲဘူနီကတော့ရှောက်သွားနေခဲ့ပါလေ။ဒါကိုကူမသတိပြန်ဝင်လာချိန်မှာတွေ့သွားပြီးခဏလေးသတိမထားမိလိုက်ချိန်မှာအပေါဝါကိုတောင်ရောက်သွားတဲ့ဘူနီကြောင့်မျက်လုံးပြူးသွားခဲ့ရပါလေ။ ဒါကြောင့်ကူမာတယောက်ဘူနီကိုမျက်ခြေမပြတ်ဆောင်ကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဘူနီတယောက်လမ်းစားလျှောက်တဲ့အချိန်ကိုရောက်ရှိလာခဲ့ပြီးဒါကူအားလုံးကလည်းစောင့်ကြည့်နေခဲ့ပါတယ်။ဘူနီကကူမာစီကိုလမ်းလျှောက်လာခဲ့ပြီးကူမာရဲ့လက်ပေါ်ကိုတက်ကပထမဦးဆုံးချိန်ဖီဖီလို့ခေါ်လိုက်ပါတယ်။ဒါကူကျတော့ကူမာတယောက်အရန်ကိုပြောသွားခဲ့ပြီးမျက်ရည်တွေပါစီးကျလာပါတယ်။သူကဘူနီကိုသူ့ရဲ့ဘာနာမှာကတ်ထားလိုက်ပြီးသူကဘူနီရဲ့အဖေပဲလို့ပြောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကူမာကဘူနီနဲ့အတူကစားပေးခဲ့ပြီးလူကြီးတွေကလည်းဘူနီကိုလာကူထိန်းပေးခဲ့ပါတယ် ဂူမာတယောက်ဘူနီကိုအဖို့ပြုပေးရင်သူမနဲ့ပျော်ပွဲစားတွေလည်းထွက်ခဲ့ပါရီဘူနီကတော့တကယ်ကိုဂျင်းနီနဲ့တူပြီးအစားပုတ်လေးဖြစ်ကြီးပြင်းလာခဲ့တာပါအဲဒီနောက်မှာတော့ဘူနီငါးနှစ်ရွယ်ကိုရောက်ရှိလာခဲ့ပါရီဂူမာကတော့သမီးဖြစ်သူကိုကြီးပြင်းလာတာကြည့်ပြီးဂျင်းနဲ့နေခဲ့ပါရီသူကဘူနီကိုစောင်းရှောက်ရင်တစ်ဖက်ကလည်းဒေါ်လန်အတိုက်ပွဲတွေကိုလှုပ်ဆောင်နေခဲ့ပါရီဂူမာကအပြင်ကိုသွားနေချိန်မှာဘူနီကိုလူကြီးတွေနဲ့ထားခဲ့ပါရီအဲဒီလိုနဲ့ဂူမာတယောက်သူ့ရဲ့တိုက်ပွဲကိုအချိန်တော်ကြာတိုက်ခိုက်နေခဲ့ရပါရီဒါပေမဲ့သူအားရင် အားသလိုမျိုးဘူနီကိုအချိန်ပေးခဲ့ပြီး ။ဒီရက်မှာတော့ဂူမာတယောက်ခါတိုင်းလိုပဲတိုက်ပွဲပြီးမှသမီးဖြစ်သူစီကိုပြန်ရောက်လာခဲ့ပါတယ်။ဘူနီကလည်းသူ့ကိုထွက်ကြခဲ့ပြီးဒါပေမဲ့ဂူမာကဘူနီရဲ့ဘားပေါ်မှာဂျင်နီတုံးကလိုမျိုးကြောက်ပြားလေးတစ်လုံးပေါ်လာတာကိုသိသွားခဲ့ပါတယ်။ဒါကြောင့်ဂူမာတယောက်နောက်ရက်မှာတော့ဘူနီကိုနေရောင်မထီးစေဖို့အတွက်ဖျားเจ้าနေကအပေါက်မှန်သမ ्या ကိုလိုက်ပိတ်ပါတော့တယ်။ဂူမာရဲ့ငယ်ချင်းတွေကဂူမာကိုဘာတွေလုပ်နေတာလဲလို့မေးလိုက်တော့ဂူမာကသူတို့ကိုဘူနီရဲ့မျက်နှာပေါ်ကကြောက်ပြားကိုပြလိုက်ပါတယ်။ဒါကိုမြင်တော့အားလုံးကလည်းလန့်သွားခဲ့ကြပြီးသူတို့ကဆရာဝန်ကိုချက်ချင်းသွားခေါ်ခဲ့ပါတယ်။ ဇီယဝင်ကဘူနီကိုစစ်ကြည့်ပြီးအစမ်းအနေနဲ့နေရာအောက်ကိုထွက်ခိုင်းမှုပြောတာကြောင့်ဂူမကဒေါသထွက်သွားခဲ့ပါလိမ့်။နောက်ထပ်တစ်ယောက်ကတော့သူ့အနေနဲ့ဒါကမမြင်မှုတဲ့ယောဂါပဲလို့ပြောလိုက်တယ်။ဒါကြောင့်မလို့ဂူမကစိတ်သက်တည်ကြသွားခဲ့ရပါလိမ့်။နောက်ရက်မှာတော့ဂူမကတော်လိုင်းတက်ကနေနှုတ်ထွက်မဲ့အကြောင်းပြောလိုက်တော့အဗန်ကအံ့ဩသွားပါလိမ့်။သူကဘူနီကလည်းဂျင်းနီလိုယောဂါရနေတာကိုသိသွားတော့လန့်သွားကဒရဂွန်ကတော့ဂူမကိုအခြေအနေကိုနားလည်ပြီးဖြစ်လို့ဘူနီရဲ့နားမှာနေပေးဖို့အတွက်ပြောလိုက်ပါလိမ့်။ ဂူမောကတော့အခြေအနေကိုမသိရသေးတာကြောင့်ဘိုနီရဲ့အနောက်မှာနေပေးကျင်တယ်လို့ပြောလိုက်ပြီး Dragon ကလည်းကဘာနဲ့ကဆရာဝန်နေစီကိုစုံစမ်းပေးမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂူမောက Dragon ကိုကျေးဇူးတင်ပြီးပြန်လာခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ရက်မှာဘိုနီကတော့ဖျားเจ้าနဲ့ကိုဝင်လာခဲ့ပြီးသူမကိုလာလောင်နေတဲ့ကောင်လေးတွေကိုလိုက်ကန်ထုတ်နေခဲ့ပါတယ်။ကောင်လေးတွေကတော့အပြင်ဘက်ကိုမထွက်နိုင်နဲ့ဘူနီကိုသွေးဆုပ်ဖုတ်ကောင်လို့ပြောနေခဲ့တာကြောင့်ဘူနီကသူတို့ကိုပိတ်ကံပေးလိုက်ပါရီ။ဒါကြောင့်မလို့ကောင်လေးတွေကငိုပြီးတော့ပြန်သွားခဲ့ပြီးဂူမောက်ကတော့ဘူနီကိုနေရောင်ထဲကိုမသွားဖို့အတွက်ပြောလိုက်ပါရီ။ ဘုံနီကမသွားပါဘူးလို့ပြောလိုက်ပြီးသူမကကူမဝမ်းနေနေတာကိုမမြင်ချင်ဘူးလို့ပြောလိုက်တော့ကူမတယောက်အရင်ကိုတီးတတ်တဲ့သမီးအတွက်ဝမ်းသာနေခဲ့ပါရီဘုံနီကတော့ကူမကိုအငိုတန်ကြီးလို့စားနေခဲ့ပြီးကောင်လေးတွေကသူမရဲ့ဘာဘောကကြောက်ကိုစားသွားတယ်လို့ပြောလိုက်ပါရီဘုံနီကတော့ဒါကယောဂဆိုတော့သူမလည်းမတတ်နိုင်ဘူးလို့ပြောလိုက်ပါရီကူမကတော့သမီးဖြစ်သူကိုဒီကြောက်တွေကအရင်ကိုမှလှတာသူတော်မှမနာလို့ဖြစ်မိတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဘုံနီကချိန်နဲ့နေပြီးကူမကတော့ဘုံနီကိုနေကောင်းရင်ဘဲကိုသွားချင်တယ်လို့ပြီးတော့ ဘူနီကသူမစာအုပ်ထဲမှာဖတ်ဖူးတဲ့ Sky Airline ကိုသွားချင်တယ်လို့ပြောလိုက်ပါရီဒါ့အပြင်ဘူနီကသူမအနေနဲ့အဲ့ဒီမှာဆိုရင်နီကာကိုတွေ့နိုင်လိမ့်မယ်လို့ထင်နေကြောင်းပြောလိုက်ပါရီဒါကိုကြတော့ကူမောက်ကဘူနီကိုနီကာရဲ့အကောက်ကိုကပြလိုက်ပါရီအဲ့ဒီညမှာတော့ဘူနီတို့ရဲ့နေအိမ်ကိုဆရာဝန်ကရောက်လာခဲ့ပြီးကူမောက်ကိုလာတွေ့ကဘူနီရဲ့ယောဂအကြောင်းကိုပြောပြလာပါရီဒီယောဂကတဘာဝရေကထွက်တဲ့အလင်းရောင်တွေနဲ့ထိတွေ့လို့မရဘူးလို့ပြောလိုက်ပြီးဘလောက်ပဲကြိုးစားနေပါစေတစ်ချိန်ကျရင်တော့ပြန်လာမှာပဲလို့ပြောလိုက်ပါရီ ပြီးတော့ဆရာဝန်ကဘုန်ဒီကနောက်ထပ်9နှစ်လောက်ပဲအသက်ရှင်နိုင်တော့မယ်လို့ပြောလိုက်ပါရီ။ဒါကြောင့်ကူးမောင်းကဝမ်းနေသွားခဲ့ပြီးအထဲကိုဝင်လာတော့ဘုန်ဒီကိုတွေ့လိုက်ရပါရီ။ဘုန်ဒီကနဇွန်တပြားချသွားတာကြောင့်ကူးမောင်းကဘုန်ဒီကိုဆယ်နှစ်ပြည့်ရင်ယောဂါရီကပျောက်သွားမှလို့လိန်ခဲ့ပါရီ။အဲဒီနောက်မှာတော့တနေ့ကြမှာဘယင်ဘီကိုရီကဒိုင်းမီကာလူတွေကိုတပ်ဖြတ်မှုတွေကိုထပ်လုပ်လာပြီးကူမောင်းလည်းဒီတဲ့ရင်ကိုကြားသွားကဒေါသထွက်သွားခဲ့ပြီးဆလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါရီ။